ကဲကျွန်တော်ဆက်လက်ပြီးတော့ဒီတစ်ပတ်မှာတင်းလာသားသမီးမိတ်ဆွေများကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့22ရက်6ရက်အောက်တိုဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့တရက်နိုဝင်ဘာလ2025စနေနေ့ပေါ့ဒီကာလအတော်အတွင်းမှာတင်းလာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာအခြေအနေဘယ်လိုတွေဖြစ်မလဲကြည့်လိုက်ကြရအောင်အဲ့တော့ကံစိုးကောင်းအခြေအနေများကိုအပတ်စဉ်ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးလေးရရှိပါတယ်အဲ့တော့တနင်္ဂနွေဒီတစ်ပတ်ရဲ့ တင်းလာသားသမီးမိတ်ဆွေတွေပေါ့နော်တင်းလာသားသမီးမိတ်ဆွေတွေအဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့အလုတ်ကန်စီဝိုင်းနဲ့ပတ်သက်ရင်တိတိတသာပြောင်းလဲတိုးတက်မှုတွေကြုံရမှာဖြစ်ပါတယ်အလုတ်နေရာအိမ်နေရာတွေပြောင်းလဲတတ်တယ်အကောင်းသောပြောင်းခြင်းဖြစ်တယ်အဲ့တော့ယာရုတက်တာတို့လက်ကတိုးတာဝင်ငွေတိုးတာဒီလိုအမျိုးတွေဖြစ်တတ်တယ်အလုတ်ကန်အကြံစီတွေဒီတစ်ပတ်မှာအားရကြီးနေဖို့ကောင်းတယ်အောင်မြင်မယ်အဲ့တော့ပြီးခဲ့တဲ့ကာလတစ်ပတ်နှစ်ပတ်တစ်လနှစ်လမှာအလုတ်ကန်စီဝိုင်းနဲ့ပတ်သက်လို့အစမပြေတာတွေရှုံးနေနေတာတွေရှိရင်ဒီတစ်ပတ်မှာပြန်လဲစူးစမ်းခြင်းဖြင့်ပြန်လဲပြီးတော့အောင်မြင်ကောင်းမွန်လာမှာဖြစ်ပါတယ် ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်လည်းငွေကြီးအကျံစီတွေအောင်မြင်မယ်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်မှာဖြစ်ပါတယ်အဲ့တော့ကိုကတာမန်နဲ့မတူဘူးဝင်ငွေတွေဒီတစ်ပတ်မှာကောင်းလာမယ်ငွေကြီးနဲ့ပတ်သက်လို့စိတ်ချမ်းသာစရာကိစ္စတွေကြုံတွေ့ဖြစ်ပေါ်မှာဖြစ်ပါတယ်အခြေအိမ်တော်ကြီးမြေတားကြီးနဲ့ပတ်သက်ရင်လည်းဒီတစ်ပတ်မှာစိတ်ချမ်းသာမယ်ပေါ့နော်အဲ့တော့အစ်မပြေတဲ့အခြေအိမ်တော်ကြီးကိစ္စတွေအဆက်အသွယ်ပြတ်တောက်နေရတဲ့ဒါတွေကိုကြံစီစူးစမ်းခြင်းဖြင့်ပြန်ပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ် ဲ့တော့အခြေအိမ်တော်ရင်းနဲ့ပတ်သက်ဂျာဝင်ကူညီလို့အစီအပြေတာမျိုးတွေလည်းဖြစ်နိုင်တယ်လူငယ်များဖို့ချစ်သူရေးစာတစ်တွေရတာပျော်ပိုက်ရတာအခြေအိမ်တော်ရင်းမှာကြုံရမယ်ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတစ်ပတ်ထဲမှာလုပ်ဖို့ရည်ရထားတာရှင်လှုပ်ချင်းဖြစ်အစီအပြေမှာဖြစ်ပါတယ်စကားခရီးပေါ့စကားခရီးနဲ့ပတ်သက်ရင်လည်းကောင်းနေတယ်ပေါ့နော်ရေးကြီးတဲ့စကားတွေပြောဖို့ဆိုဖို့ရှိတယ်ဆိုဒီတစ်ပတ်မှာပြောချင်းပြစ်ကိုယ့်ဘက်ကအသာရမယ်အနိုင်ရမယ်အကောင်းသောခီးတွေကြုံမယ်ခီးနီခီးဝေးနှစ်တန်သွားရနိုင်တယ်အဲ့တော့အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလှုပ်ချင်းပြစ်အောင်ပြန်မှာဖြစ်ပါတယ် အကျမ်းမကြီးအရဆိုလဲပူစရာမလိုဘူးကျမ်းမကြီးပုံမှန်အနေထားသို့မဟုတ်ပုံမှန်တက်ကောင်းတဲ့အနေထားမှာအလားလာကန်ရှိတယ်အဲ့တော့ဒီတစ်ပတ်ဒီအဖက်ဖက်ကနေပြီးတော့ကျွန်တော်တို့ကန်ကောင်းတဲ့နေရာမှာပါပါတယ်အဲ့တော့မိမိအရေးကြီးကိစ္စတွေအပါဝင်အခြားသောကိစ္စမျိုးလောက်ကန်ကြံစီမံဆောင်ရမယ်အကောင့်တွေဖော်မယ်ဆိုရင်ဒီတစ်ပတ်ကအားကောင်းပြီးကန်ကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်ဘယ်အရာမစူကို့အတွက်အောင်မြင်နိုင်တဲ့အခွင့်အလမ်းရှိပါတယ်ဒီတစ်ပတ်ကန်ကောင်းလက်ရှိအချိုးပေးကဏ္ဍသည်ကိုးကဏ္ဍမှာအချိုးပေးတဲ့အယောင်ကအဝါယောင်မှာတနင်္လာသားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ဟောကြားပေးခဲ့တာပါ